ပြန်ပွဲမဝင်ခင်ပေါ့နော်အာဘုရားကိုဆုတောင်းထားတဲ့အရာလေးပေါ့ဆိုတော့အဲ့ဒီအရာကိုကျွန်တော်ဒီဘုရားကို promise ပေးထားတဲ့အချိန်အဲကျွန်တော်ဘုရားကိုပြန်ပြီးတော့ကြည်ပူဇော်ဖို့ရောက်လာတော့ပါခင်ဗျာငွေကြီးဘလောက်ပမာဏဘလောက်ဘလောက်ဘလောက်အဲ့လိုအတိအကျ by name နဲ့ငွေကြီးအမောက်ကော အတိအကျပမာဏတက်ပြီးတော့မှဆူတောင်းခဲ့တာပေါ့နော်။ညရင်ကြပြီးဆူတောင်းခဲ့လို့ရပါတော့။အဲ့ဒီຢာကိုဘုရားကကျွန်တော်ရဲ့မျက်ရည်ကိုမြင်တယ်ဆိုရဲဟာဟိုတိလိုက်ရတဲ့အတွက်ကြောင့်မလို့အရန်ပဲဝမ်းမြောက်တယ်။ကျွန်တော်ရဲ့ဒီ church မှာတရားပေါ့နော်တရားလှူပါမယ်ပြီးတော့မှဒီကျွန်တော်တို့ဒီစမေးကျွန်တော်ရဲ့နေခံဒေတာမှာရှိတဲ့အတင်းတော်တပားရှိတယ်ဆိုတော့အဲ့ဒီအတင်းတော်ကိုတရားလှူသွားမှာပါ ကျွန်တော်စုစုပေါင်းကတော့အခုဒီ300 300အထိပဲကျွန်တော်လူဖို့လုပ်ထားတာဗောနော်နောက်ထပ်တော့ဒီအာလူရန်လူရန်သွားဖို့ကြတော့ဒီအချိန်နေရဗောနော်အချိန်နေရအာလူရန်သွားမယ်အတခြားကိဟာတွေလည်းအများရှိသေးတယ်เนาะဆိုတော့ဟုတ်ဘုရားပေးတဲ့ကောင်းချီးထဲရတော့ကျွန်တော်တော့မနှမျောပါဘူးဗျာလက်ရှိရောက်နေတဲ့နေရာက ကျွန်တော်ကျွန်တော်ရဲ့ church ပေါ့နော်အဲကျွန်တော် sanitity အဝင်ခဲ့တဲ့ church ပုံပါတယ်ကျွန်တော်ဒီဘုရားပြန်ပွဲပြန်ပွဲမဝင်ခင်ပေါ့နော်အာဘုရားကိုဆုတောင်းထားတဲ့အရာတွေပေါ့ဆိုတော့အဲ့ဒီအရာကိုကျွန်တော်ဒီဘုရားကို promise ပေးထားတဲ့အချိန်အဲ့ကျွန်တော်ဘုရားကိုပြန်ပြီးတော့ပြည့်ပူဆောင်ဖို့ရောက်လာတော့ပါခင်ဗျာ။ဒီပြည့်တာကဘယ်လိုမျိုးလိကတိပေးတာလဲ။ဆရာကလည်းဘယ်လိုမျိုးဘယ်လိုမျိုးဒီဟာပေါ့နော်။အာကျွန်တော် audition အာဒီအနေနဲ့ချင်းငယ်နဲ့ဒီ audition အောင်ပြီးတဲ့ညပေါ့နော်။အဲ့ဒီညမှာ အဲကျွန်တော်ဆူတောင်းတယ်ဘယ်လိုဆူတောင်းလဲဆိုတော့ဒီ by name နဲ့ by name နဲ့ကျွန်တော်ဆူတောင်းခဲ့တယ်ဒီဒီအသင်းတော်ဒီ gay ဟာအဲဒီအသင်းတော်ကိုကျွန်တော်ဒီလောက်ပမာဏဘလောက်ငွေကြေးဘလောက်ပမာဏဘလောက်ဘလောက်ဘလောက်အဲ့လိုအတိအကျ by name နဲ့ငွေကြေးအမောက်ကိုအတိအကျပမာဏတက်ပြီးတော့မှဆူတောင်းခဲ့တာပေါ့နော်ဆိုတော့ဒီဟာကတော့အာဒါလည်းမျိုးရော့လို့လည်းမရဘူးပို့လို့လည်းမရဘူးပေါ့နော်ဆိုတော့အတိအကျပမာဏနဲ့ကိုအာဘုရားကတကယ်လို့ winner ပေးခဲ့လို့ရှိရင်ကျွန်တော်ဒီလိုမျိုး အာလုံမယ်ဆိုပြီးတော့မှဘုရားကတိပေးခဲ့ပါတယ်ဆုတောင်းပြေပါဆုတောင်းပြေလို့ပြောရမှာပေါ့ဟုတ်ဘုရားတူတူရှိတာပေါ့နော်ကျွန်တော်ကဒီအာဒီအတင်းတော်ကြီးကျွန်တော်ရဲ့ဒီ church မှာတရားပေါ့နော် တရားလှူပါမယ်ပြီးတော့မှဒီကျွန်တော်တို့ဒီစမေးကျွန်တော်ရဲ့နေခံဒေတာမှာရှိတဲ့အတင်းတော်တပန်းရှိတယ်ဆိုတော့အဲ့ဒီအတင်းတော်ကိုတရားလှူသွားမှာပါဆိုတော့ပြီးတော့မှမနေ့ကကျတော့ဒီကျွန်တော်ကြောင်းတက်ခဲ့တဲ့ကေဟာရှိတယ်အဲ့ဒီကေဟာကေဟာမှာကျွန်တော်90ပြုခဲ့တယ်ပြီးတော့မှအာဒီမော်ဘီဖက်ပေါ့နော် မော်ပြဖတ်မှာရှိတဲ့အသင်းတော်ကိုကျတော့ကျွန်တော်90အဲ့ဒီလိုမျိုးမော်ပြအသင်းတော်အမြောက်ကနအသင်းတော်ဆိုပြီးတော့မှစမီအသင်းတော်အဲ့လိုမျိုးအသင်းတော်အသင်းတော်ဆိုပြီးတော့မှ by name နဲ့နာမည်ခေါ်ပြီးတော့မှဘလောက်ပမာဏပေးပါမယ်ဆိုပြီးတော့မှဆွတ်တောင်းခဲ့တာပေါ့ဘီတီဖြစ်တာပေါ့ဖခင်ကကျွန်တော်ဆွတ်တောင်းတာကိုနားထောင်ပေးတယ်ဆိုတာကိုကျွန်တော်အာရန်ကုန်ယူရပါဘောเนาะပြီးတော့မှကျေးဇူးတင်တယ်ခင်ဗျာဟုတ်အလူငွေအလူဆိုတာထက်လေကျွန်တော်ပြန်ပွဲပြီးတဲ့နေ့ကနေစပြီးတော့မှဒီနေ့အထိအာသူများတွေကဂုံပြုတ်ပေးတဲ့အရာတွေပဲဟိုနေ့တနေ့တနေ့တနေ့ပြီး ခုထင်မှားသေးဘူးကနော်အဲ့လိုပေါ့ကျွန်တော်စုစုပေါင်းကတော့အခုဒီ300 300အထိပဲကျွန်တော်လူဖွဲ့လုပ်ထားတာပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီဒီဟိုကနေပြန်ဝဲပြီးကြတဲ့နေဒီနေ့အထိကမလူရသေးဘူးသူများကကျွန်တော်အကုန်ပြုတ်ပေးတဲ့နေရာကိုကျွန်တော်သွားတာဆိုတော့အခုကအခုမှစပြီးကျွန်တော်လူမှာမနေ့ည90လူခဲ့တယ်ပေါ့နော်ဆိုတော့မနေ့ကဆိုတော့ဒီနေ့က250ပေါ့ဆိုတော့ဒီဒီမှာဒီနေရာမှာပဲဒီ church မှာပဲကျွန်တော်လူသွားဖို့ပါခင်ဗျဟုတ်ပထမဆုံးပါပဲပထမဆုံးအော် ဘယ်လိုပြောမလဲစုမတောင်းရေဦးသို့ပေမဲ့လေဟိုကျွန်တော်မျက်ရည်နဲ့မျက်ရည်ချပြီးဆူတောင်းခဲ့တဲ့ညာပေါ့နော်အဲ့ဒီညာကိုဘုရားကကျွန်တော်ရဲ့မျက်ရည်ကိုမြင်တယ်ဆိုတဲ့ဟာဟိုတိလိုက်ရတဲ့အတွက်ကြောင့်မလို့အရန်ပဲဝမ်းမြောက်တယ်ဟာအတိုင်းမတိပေါ့နော်အပြောမတက်အောင်ဝမ်းမြောက်ပါခင်ဗျာနောက်ထပ်တော့ဒီအာလူရန်လူရန်တော့ဖို့ကြတော့ဒီအချိန်နေရပါနော်အချိန်နေရအာလူရန်တော့မယ်အတခြားကိဟာတွေလည်းအများကြီးရှိသေးတယ်နော်ဆိုတော့ဟုတ်ဘုရားပေးတဲ့ကောင်းချီးထည့်ရတော့ကျွန်တော်တို့မနှမျောပါဘူးခင်ဗျာ ဘုရားပေးတဲ့ကောင်းကြီးတွေကတော့ကျွန်တော်လူတန်းတောင်းပါပဲအိမ်မက်လူပါပဲအိမ်မက်လူပါပဲသူများတွေကတော့ဒီအားပေးတဲ့လူတွေကြတော့ဟာဝင်းနာဆုရှင်ဆိုပြီးတော့မှလေကြိုဆိုကြတယ်ဟာကိုကိုလေးနော်အဲ့မို့တကယ်ငါဝင်းနာရေးဆိုပြီးတော့မှလေထောင်တော်အဲ့လိုမျိုးပို့ပြီးတော့မှမလုံရေဘူးပါနော်ပို့ပြီးတော့မှမလုံရေဘူးဖြစ်တာပေါ့ဆိုအခုဒီအိမ်မက်လူပါပဲမှပြောသလိုဟောအဲ့လိုမျိုးဖြစ်တာပေါ့ကျွန်တော်မတက်မရနိုင်ဘူးမတက်ရလို့မရလားဟိုထိုင်ထိုင်ပြီးတော့လေငိုချလိုက်ချင်တာ ိတ်ဟိုဟာလေးရှိရလေပိတ်တက်လေးရှိတယ်ပြီးတော့မှဟိုအမအောင်လေးရှိနေရလေဆိုတော့လုံးဝဟိုဘယ်လိုပြောမလဲအဲ့ဒီအချိန်မှာဒါကျွန်တော်ကျေးဇူးတင်စကားပြောခိုင်းမယ်ဆိုလို့ရှိရင်ကျွန်တော်ပါအခုမှပြောနိုင်မှာမဟုတ်ကျွန်တော်မျက်ရည်ပဲကျနေအဆူယူတဲ့အချိန်မှာတော့ကျွန်တော်တုံနေကျွန်တော်လည်းကတုံနေရအဲ့ဒါကျွန်တော်ရဲ့ဒီ founder ကနေပြီးတော့မှအားပေးတာပေါ့နော် you deserve it လို့ပြောတယ်ဟုတ်အဲအဲ့လိုမျိုးပေါ့ဆိုတော့အခွင့်အားပေးတာပေါ့နော်အဲ့တော့ တချင်းကိုတော့ကျွန်တော်စဉ်းစားထားပါတယ်စဉ်းစားထားတော့ step by step ရှိပါတယ်ခင်ဗျာဟုတ်အခုလောဆိုတော့ကျွန်တော်ရဲ့ကောင်းတဲ့မှာရှိတာအခုဒီလက်ရှိအခြေအနေလက်ရှိဒီနေ့နေ့ရက်တွေကိုပြီးသွားဖို့ပဲအရင်ဆုံးကျွန်တော်စူးစမ်းနေတာပေါ့နော်ဟိုနည်းနည်းတော့ဟိုပါပြည့်တယ်မနော်ရက်တွေအရင်ဆက်နေခါကျတော့နည်းနည်းတော့ပြန်မှန်းတာပေါ့နော်ဆိုတော့အဲ့ဒီဒီရက်တွေကိုကြော်ပြီးခါမှဟို step by step စဉ်းစားထားတော့အများကြီးရှိနေပေါ့နော်ဖြည်းဖြည်းချင်းလှုပ်သွားမှအဆင်ပြေမှာဆိုတော့လေ